ားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မျှဝေပေးချင်တာကတော့ ID သမားတွေအနေနဲ့လှုပ်ဆောင်တဲ့ C လေးလုံးကိုကျွန်တော်ပြောပြချင်ပါတယ်ပထမတစ်ခုကတော့ consistency ဖြစ်ပါတယ်ကျွန်တော်တို့ ID သမားတွေကနိပညာကနေ့စဉ်နဲ့အမျှအသစ်အစ်တွေထွက်တယ်ဒီအသစ်အစ်တွေကိုကျွန်တော်တို့ကစဉ်ဆက်မပြတ်လေ့လာဖို့ကျွန်တော်လိုပါတယ်ဒါကြောင့်မို့ကျွန်တော် consistency ရှိဖို့လိုတယ်နောက်တစ်ခုကတော့ community ပါကျွန်တော်တို့အနေနဲ့ community နဲ့အမြဲတမ်း keep in touch ဖြစ်ဖို့လိုတယ်ဒါမှသာကျွန်တော်တို့အနေနဲ့ networking ပိုကောင်းလာမယ်အဲ့လိုပဲကျွန်တော်တို့အလုပ်အကိုင်အခွင့်အလမ်းတွေပုံမိုပြီးတော့ကောင်းလာစေမှာပဲနောက်တစ်ချက်ကတော့ collaboration ပါကျွန်တော်တို့တယောက်နဲ့တယောက်ပူးပေါင်းဆောင်ရွက်ပြီးတော့မျှဝေခြင်းတွေ event တွေလုပ်တာတွေ organize လုပ်တာတွေကျွန်တော်လုပ်တင်နေဒါမှသာကျွန်တော်တို့ဟာအချင်းချင်းပူးပေါင်းဆောင်ရွက်မှုလည်းတိုးတက်လာမှာဖြစ်ပါတယ်နောက်တစ်ချက်ကတော့အရေးကြီးတဲ့အချက်လို့တော့ကျွန်တော်ပြောခြင်းတယ် communication မှာဘာလို့လဲဆိုတော့ဒီဘက် KG မှာကျွန်တော်တို့က communication ကအရန်အရေးပါတယ်ကျွန်တော်အနေနဲ့ communication ကောင်းနေဖို့လိုတယ်ဒီ communication ကောင်းမှသာကျွန်တော်တို့ကကိုလိုချင်တဲ့ dream job တွေကိုတက်လန်းနိုင်မယ်ဖြစ်တယ်လို့တော့ကျွန်တော်ကတော့ယုံကြည်ပါတယ်အဲ့တော့ communication မှာဆိုရင်တော့ဒါကျွန်တော်တို့ကမျိုးစုံရှိတော့ဒီအထက်မှာကျွန်တော်တို့မြန်မာတွေအတွက်ဆိုလဲဒါအင်္ဂလိပ်စာတော့အရေးကြီးမယ်လို့တော့ကျွန်တော်ကတော့မြင်ပါတယ်အဲ့တော့ဒီ consistency community collaboration communication ဒီစီလေးလုံးကိုတော့မမေးဖို့ကျွန်တော်ကတော့အကြံပေးချင်ပါတယ်ဒါတွေကတော့ဒါကျွန်တော်ရဲ့ personal အမြင်ဖြစ်ပါတယ်